ားလုံးပဲမင်္ဂလာပါခင်ဗျာရဲဘော်လူရဲ့ YouTube channel ရာနေမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ဆရာကြီးမြတ်တန်းတင်းရဲ့ဒါရောင်ကိုကြော်ရင်မိပင်လဲကိုဖြတ်မိစာအုပ်ဖတ်ရှုခြင်းအစီအစဉ်အပိုင်းဆက်ခွန်ဆက်လက်ဖတ်ရှုတင်ပြပေးမှာဖြစ်ပါတယ်အားလုံးနားတော်တာဆင်ပြေကြပါဦးခင်ဗျာကျွန်တော်ကတော့စာဖတ်သူကိုဧည့်သည်ပါအပိုင်း27 စကလေးကကုဏ္ဏတာကလည်းသဘောမတူတန်ချောင်းကလည်းမသွားစီချင်းရင်းမြင့်ကိုစိတ်မချယခုတော့သူတို့တင်းဒီတိုင်ဖြစ်ပြီတန်ချောင်းကတက်တခေါက်ခေါက်ဖြင့်စိတ်ဆိုသည်တန်ချောင်းမီးပို့၍ရသဖြင့်သူတို့သုံးယောက်အစိမ်းစားလူရင်းခစ်ကိုကြော်လာကြပြီမိကိုရှာဖွေ တွေ့ရှိခြင်းသည်လူရင်ချင်းမှုတမိုင်းတွင်အကြီးဆုံးရှေ့သို့လမ်းတက်မှုဖြစ်သည် ဆိုသည့်အချက်ကိုသူတို့သဘောပေါက်ကြပြီ။ ်မိရသဖြင့်ဝမ်းသာကြသည်မိရသဖြင့်ကြောက်ပိုးခယုကနံအုံဘူးပုတ်တင်ညူဖွတ်စရီတို့ကိုကင်စားနိုင်သည်ငားကိုပြုတ်စားနိုင်သည်လက်ဥကိုလည်းပြုတ်စားနိုင်သည်မိခွက်လှုပ်၍မိဝင်လျင်ထွန်းနိုင်ပေသည်တလောကအနောက်ဖက်ကမ်းစက်တွင်လက်ပိုင်သေးကြီးတစ်ကောင် လာတင်သည်စီရီအများကြီးရလိုက်သည်နင်းနေပုတ်၍အသားကိုတော့ မယူလိုက်ကြစီများကသာယူလိုက်ကြသည် အုံမှုခွက်ထဲတွင်လဲမှုကိုကြည့်၍လပိုင်းစီဖြင့်မိထွန်းနိုင်သည်လပိုင်းစီမရလျင်လဲအုံစီဖြင့်ထွန်းနိုင်သည်သူများမကတန်ချောင်းလှုပ်ပေးသည့်ဝါမျက်စိတံဖြင့်ဆေးရှူနိုင်သေးသည် အုံနေယူနှင့်ပန့်ပွေးရွက်ကိုဆင်းလျင်တောက်ရရသည်သူတို့မိရှိသည်ဖြင့်ပြောသည် တို့ရတွင်ဒီလိုအစဉ်ပြေနေစဉ်ပြဿနာတစ်ခုပေါ်လာသည်ပြဿနာပေါ်သူကရဲမြင့်ဒီနေ့ကကုဏနာဖြားနေသည်တခြားအစီမရှိတာမဏိကြောင့်မဏိရွက်ကိုတန်ချောင်းကရည်နွေးဖြင့်ကြိုတိုက်သည် ထို့နောက်လိတ်တောင်တို့ထွက်သွားသည်ရဲမြင့်ကကုဏန္တာစားဖို့ငမန်းသွားများမည်ဟုဆိုသည်ကုဏန္တာကစိတ်မချမသွားရန်တားသည် ို့ရတွင်တားမရပဲတချောင်းနေတော့ငမားချင်းနဲ့ကျိုးခွေကို ပလိုင်းတွင်ထည့်ကဓာအကိုခါထုတ်၍ထွက်သွားသည်တန်ချောင်းလိတ်တောင်ကပြန်ရောက်တော့နေဝင်စားပြုပြီးဒီအထိရင်းမြင့်ပြန်မလာသေးပြန်မလာတော့စိတ်ပူကြသည်တန်ချောင်းကလိုက်ရှာမြင်ဟုဆိုကလိတ်တောင်တို့လိုက်ရန်ပြင်သည်သူပြင်းနေစဉ်ရင်းမြင့်တယောက် ကြောက်ကဘာပေါ်အောက်ကအော်၍ပြီးတက်လာသည်ဘာရီအော်မန်မသေးကွယ်ကြောက်ကူဝါရောက်တော့ရဲမြင့်တုံးနေသည်မျက်လုံးကပြူးပြူးပြဲတဲ့ဖြစ်နေသည်ကြည်ပုံမမှန်တေးတေးဟိုမတေးရဲမြင့်ကပင်လယ်ပြင်စီသို့လက်ညှိုးထူပြသည် သူပြရာသို့ကြည်သည် မောင်ကြီးပြူးစပင်လယ်ပြင်က ကြောက်ဆောင်မဲမဲများကိုတွေ့ရသည် တခြားပါမြမတွေ့ရဘယ်မှာလဲမရှိပါဘူးတန်ချောင်းကပြောသည်ဟိုမှာဟိုမှာဟိုဟိုရင်းမြစ်ရှေ့ဆက်စကားပြောပြမရထိတ်လန့်နေသည်ကုဏ္ဏတာနှင့်တန်ချောင်းသည်တယောက်ကိုတယောက်ကြည့်လိုက်ကြသည်ရင်းမြစ်ကိုကြည့်ရသည်မှာအာမရဟိုလိုင်ကောင်းကြီးနဲ့ရေလက်ကြောက်ဆောင်မှာငမန်းများတဲ့ကြောက်ဆောင်လားရင်းမြစ်ကောင်းကြီးသည် ရင်းမြစ်နီတယောက်တည်းလိပ်ပြလန့်လာပြီးဟုတွေ့ကြသည်သူတို့နှင့်တွေ့စဉ်ကရင်းမြစ်စိတ်ပေါက်ပြန်နေသည်ယခုတခါရင်းမြစ်စိတ်ပေါက်ပြန်ပြန်ပြီစင်စစ်ပင်လယ်ကချောက်ချစရာတွေများသည်ဒေါ်တော်တန်တန်စိတ်မနိုင်သူဆိုလျင်ယူနိုင်သည်ခဏကြာတော့ရင်းမြစ်မျက်လုံးကြည့်ပုံမှန်းလာသည်လေဦးကိုပေါက်တော့၍ဤကိုတကြိုက်ကြိုက်တောက်နေသည်ရင်းမြင့် ကုဏ္ဏာခေါ်သဖြင့်ရဲမြင့်မော့ကြည့်သည်ဤကောင်းသားပြီနော်ဒီတော့မှကုဏ္ဏာတို့နှစ်ယောက်ကသူ့ဘောတဘောထားပုံကိုရဲမြင့်ရိမ့်မိသည်ဘာလဲဦးလီတို့ကကျွန်တော်ဘာဖြစ်လာတယ်လို့ထင်လို့လဲကုဏ္ဏာနဲ့တန်းချောင်းတယောက်ကိုတယောက်ကြည့်ကြသည်ရဲမြင့်ကသူတွေ့ခဲ့ရသည့်တရေချောင်းကိုပြောပြသည်ဒီတော့မှရဲမြင့်လက်ပြလန့်လာခြင်းမဟုတ်ကြောင်း စိတ်ဖောက်သွားခြင်းမဟုတ်ပဲတကယ်ပြောနေကြအောင်သူတို့သိလာရသည်ကြောက်ညင်တော်မှာကျွန်တော်ထိုင်ငားများနေတာတညက်နေလုံးများတာတောင်ငားတကောင်မဆွဲဘူးငားငားစာကိုဘေးကဖဲ့ပြီးစားတယ်ငမားကြီးကိုမဟုတ်ဘူးကျွန်တော်လည်းမောင်းလာတာနဲ့ငမားကျူးကိုပြန်ယုတ်နေတော့နောက်ကခြေတံကြားတာနဲ့လက်ကြည့်လိုက်တော့ဘာမှမတွေ့ရဘူးမစ်စီတင်လို့ဖြစ်ပါလိမ့်မယ်ကွာကိုနနာကပြောသည် နေပါဦးဦးလေးဦးလေးကလည်းစုံအောင်နားထောင်ပါဦးအစလုံးကတော့ကျွန်တော်လည်းဒီလိုပဲထင်တာပဲဒါနဲ့ငမားကျူးကိုခွေးပြီးပလိုင်းနဲ့ထည့်နေတော့ခြေတံကြားတာနဲ့လှည့်ကြည့်တော့ကျွန်တော်နောက်ဖက်နာကကြောက်ဆောင်ဆုံးမှာလူမဲမဲကြီးတယောက်ရက်နေတယ်ကျွန်တော်ကကိုတန်ချောင်းလိတ်တောင်ကအပြန်ကျွန်တော်စီလိုက်လာတယ်မတ်လို့ကြည်နေရင်ချက်ချင်းရိတ်ကနေကြောက်ဆောင်ဆုံးနောက်မှာပျောက်သွားတယ် မိုးရုံမောင်းတော့ဆိုတော့မျက်စိတည်းထင်တာဖြစ်ပါလိမ့်မယ်ကွာပင်လယ်မှာတခါတလေဒီလိုပဲကြောက်ဆောင်တွေက မျက်စိလှဲ့စားတတ်ပါတယ်။အိုးကျွန်တော်ကိုယ်တိုင်မျက်စိနဲ့တီတီချာချာမြင်လိုက်တာ။ပေါင်းမီတို့အနက်ကိုဝတ်လို့လူမဲမဲကြီးကြောက်ဆောင်စုံဟိုဘက်မှာရှောက်သွားရအောင်ဟိုဘက်မှာကလည်းစင်းစရာမရှိဘူး။ကဘာဆောင်ကြီးတကယ်တရေမှာတကယ်တရေ။ဟုတ်ရှင်လည်းဟုတ်မှာပေါ့။ကျွန်တော်တို့အဖေပြောဘူးတဲ့ အဲ့ဒီလိုကျွန်းတွေမှာစလုံးတရေတွေရှိတတ်တယ်တဲ့သူတို့တခါကကျွန်းတကျွန်းမှာစလုံးတရေတယောက်တွေ့ဘူးတဲ့။တန်ချောင်းကစဉ်းစား၍ပြောသည်။ကုနန္ဒာကလက်မခံလို့သည်။ဒါနဲ့မင်းလစ်လာတယ်ဆိုတော့ဒါပေါ့သူလဲကြောက်ဆောင်ဆုံးမှာရိတ်ကနေပြောက်သွားရောကျွန်တော်လဲပလိုင်းကိုကောက်ပြီးတကြိုးတည်းပြည်လာခဲ့ကြောက်ဆောင်ဘောကဘလူးအောက်ရောက်လာပြီးကြောက်တုံးတွေပေါ့ဘလူးဖြတ်ပြေးခင်မှတော့မသိဘူးဒါလဲကြောက်ဆောင်နေကြတယ်ကြကြံခဲ့ပြီး ဘာဒါကြကြကြရင်ခဲ့ပြီတန်ချောင်းကအလန့်တကြအော်လိုက်ပြီဟုတ်တယ်ဘယ်နေရာကြကြရင်ခဲ့မှမသိဘူးဒီမှာရောက်လို့စမ်းကြည့်တော့ဓာတ်မပါလာတော့တန်ချောင်းရောကုဏ္ဏနာပါစိတ်အပြည့်ကြီးပြတ်သွားကြသည်ရဲမြင့်တရေချောက်ခံရသည်ကအရေးမကြီးဓာတ်ကြကြရင်ခဲ့သည်ကအရေးကြီးသည်ဒီဓာတ်ဒီသူတို့ဘဝဖြစ်သည် သူတို့ယဉ်ကျေးမှုဖြစ်သည် သူတို့အသက်ရှင်ရေးအတွက်မရှိမဖြစ်သည့်အရာဖြစ်သည်မိညာ၍ ဝမ်းသာမဆုံးမီယခုဓာတ်ပြောက်သွားပြီဒီဓာတ်ပြောက်သွားခြင်းသည်သူတို့ကိုကြောက်ခစ်သို့ပြန်ရောက်စေသည်ဒီတောင်းငါယူသွားမယ်လို့အစကပြောရင်လည်းကွာလာအခုတက်ရှာမယ်ဘယ်ဟာပြန်လာလဲတန်ကြောင်းကတူကိုင်းနေကြမိတို့ကိုကောက်ကိုင်းနေမိတို့ကနက်နက်ရှော်များကိုအချောက်လန်း၍ထုကလပိုင်းစည်းစိမ်ပြီးဝါးဝါးလုံးတစ်ချောင်းတွင်စုစည်းထားသည်ရေမမိပါဦးမလားမသိဘူး ။တန်ချောင်းကကန်စားသူမျောကြည့်ရင်ပြောသည်။ရေတက်လျင် ကြောက်ဆောင်တွင်အားလုံးဤအောက်ရောက်သွားပြီ။ရှားယူမဖြစ်တော့။ထို့ပြင်လိုင်းပုတ်သည့်အတွက်ဓားကကြောက်ဆောင်တွင်ကြားထဲညှက်သွားနိုင်သည်။လိုင်းပုတ်သည့်ဖြင့်ရေအောက်ကကြောက်ကဘာထဲသို့ကျသွားနိုင်သည်။သူဆိုလျင် အစရှာရတော့မည်မဟုတ်။ထို့ကြောင့်ရေမီဖို့လိုသည်ရေမတက်ခင်ရှာနိုင်မှုလိုသည်ရေတက်နေပြီထင်လေခုနန္ဒာကပြောတယ် ပင်လယ်မှဒီလိုင်းများ၏အော်ဒံကိုကြားရပြီ။တန်ကြောင်မကျေနပ်ထို့ကြောင့်သူတို့သုံးအောင်စလုံးကန်းဆက်တို့ဆင်းကြည့်ကြသေးသည်။ရဲမြင့်ငါးသွားများသည့်ကြောက်ဆောင်ကကန်းဆက်အတိုင်းတမိုင်ကန်လျှောက်ရအောင်မည်။ထို့နောက်ကြောက်ဆောင်ပြင်ကို ဖြတ်ကာအပြင်သို့မိုင်ဝဲလောက်ထွက်ရအောင်မည်။မဲမောင်နေသောကြောက်ဆောင်များကြားတွင်ဓာရှာဖို့မလွယ်။ညို့မစုံအောင်ရှိသောကြောက်ဆောင်ပြင်ကြီးတွေတွင်ညီသည့်နေရာကပြတ်ပြန်လာခဲ့ပြီးကိုလေရဲမြင့်မမှန်မီ။ မှတ်မိပြီးတိုင်အောင်ရေးမိမိမဟုတ်ဒီနီရေကကန်းဆက်တမဲ့ချုံတောဆက်ထိပင်ရောက်နေပြီးလူသွားစရာလမ်းမင်းမရှိတော့သူတို့တုံးရောက်သူညာကကောင်းကောင်းအိမ်မပြောရေမြင့်ကသူတွေ့ခဲ့သည့်တရေကိုမြင်နေသူတွေ့ခဲ့သည့်တရေသည်တန်ချောင်းပြောသည့်စလုံးတရေလောကုဏ္ဏာကတရေဟုအတိမပြုခြင်းစက်လီပြည့်၍သူတို့လိုတောင်းတင်နေသည့်လူသားတို့လော တန်ကြောင်ကတရေအကြောင်းကိုမတွေ့မိဒီဓာတ်ကိုဘယ်လိုရှာရမည်နည်းတွေ့မှတွေ့ပါဦးမီလားလိုင်းပုတ်တစ်ဖြင့်ကြောက်ဆောင်ကြရတယ်ကြာသွားပြီလို့နောက်တနေ့ကြတော့သူတို့သုံးယောက်ကြောက်ဆောင်ခြင်းတစ်လျှောက်ဓာတ်လက်ရှာသည်မတွေ့တနေ့ကုန်ရှာတော့လေအချင်းနီးတာဖြစ်သည်နောက်ရက်တွင်မူကုဏ္ဏနာနှင့်ရဲမြင့်တို့လိုက်မရှာနိုင်တော့နေဘူးဆက်ကားတွင် ကြောက်ဆောင်ပြင်ကြားလျှောက်ရသည်မှမလွယ်တွေ့မည်ဟုလည်း တွေ့ကြလျင်ရှာအားရှိသေးသည်တို့ရာတွင်တွေ့မြင်ဟုလည်းမြည်သူကမြအာမဝနာခံနိုင်မဟုတ်ထို့ကြောင့်သူတို့နှောက်လက်လျှော်လိုက်ရသည်ဒီလိုဖြင့်တန်ချောင်းသည်တောက်ဆုံးတော်ဓာကိုရက်ပေါင်းများစွာရှာသည်ခါတရံမောင်မပြန်လာတတ်သည်တို့တော်ဓာကိုရှာမတွေ့တို့ရာတွင်တန်ချောင်းသည်အလုတ်ခုကိုလုံနေတတ်သည်ယခုတလော၌တန်ချောင်းသည်မိရှုထားသောဝေယုံသောနေရာကုန်းဆောင်တွင ဒုတ်ချုံဖြင့်စူးထူးကပိန်းငင်များဆိုင်နေသည်ခါတိုင်းပြန်လာလျင်တန်ချောင်းသည်ပင်လယ်အကြောင်းငါးတို့၏တဘာဝအကြောင်းပြင်သာလေးကြီးများအကြောင်းကျဲတာယာများအကြောင်းစသည်တို့ကိုပြောတတ်သည်ယခုတလောတန်ချောင်းတိတ်စကားမပြောတစုံတရာကိုအလေးနဲ့တွေးတောနေရရှိသည် သူစိတ်ထဲတွင်တစုံတရာကိုဝီခွဲမရဖြစ်နေပုံရသည်တခါတရံ တပ်ပြင်းကြီးများချကပင်လေကိုငေးကြည့်နေတတ်သည်တခါတရံတွင်လည်းကြောက်ဖြားပေါ်တွင်ပက်လက်လန့်၍နဖူးပေါ်လက်တင်းကကြောက်ကူမိုးကိုစိုက်ကြည့်ရင်စဉ်းစားနေတတ်သည်တန်ကြောင်မစဉ်းစားဘဲအပေမှာနေနိုင်မည်နီပင်လေကိုပြန်ရန်အားခဲကတစ်ပင်များကိုခုတ်လဲခဲ့သည်တစ်လုံးငါလုံးလောက်ရမှဓာပြောက်သွားသည်စီမောင်ကြီးအမိကြမှာတစ်ချင်းကိုတန်ကြောင်ခံပြင်းသည် ခါရီနာကြောတွေအောက်လက်တွေပါပေါက်ပြဲအောင်တစ်လုံးများကိုခုတ်လဲခဲ့ရသည်။ကျိန်တွေຫນွေချိုးတွေခုတ်ခဲ့ရသည်။ယခုလမ်းတစ်ဝက်ရောက်ခါမှဓာတ်ပြောက်သွားပြီဆိုတော့တန်ကြောင်ဘာမှမတန်နိုင်။လက်ချိုးသွားတွေနဲ့အတူတူဖြစ်နေပြီ။ဒီဓာတ်ကိုကြောက်ဆောင်ကြိုကြောက်ဆောင်ကြာလိုက်ရှာခဲ့ပြီးမှလည်းနှံ့ပြီ။အတွေ့ဓာတ်နေသူတွေအလက်လက်အရာဆိုရင်တခုမှမတွေ့ တခါတော့တခါတရံတော့သူ့အကြံစီကိုရိပ်မိသွားရဲ့သူနဲ့လဲမလိုက်နိုင်မှအတူတူတန်ချောင်းမထွက်ပြောင်းကုဏ္ဏန္ဒာနဲ့ရဲမြင့်ကဓာတ်ကိုတမင်ရည်တဲ့ချပစ်ပြီးလောသူမဟုတ်ဝတ်ထားသည်လောဟုတော့တန်တရားဖြစ်မိပြီဝတ်ထားသည်မှန်လျင်တော့တန်ချောင်းသူတို့နှစ်ယောက်ကိုအသေးတက်ပြီးပင်လေတဲ့ချပစ်မိဟုစိတ်ကူးမိသည်သူဖောင်ဖွဲ့ခြင်းမှာသူတယောက်တည်းပင်လေဖြတ်ကူရန်မဟုတ်သူတို့အားလုံးဖြတ်ကူရန်ဖြစ်သည် သူတို့အားလုံးလွတ်မြောက်ရန်ဖြစ်သည်သူတို့အတွက်ကိုကစေတနာနဲ့လှုပ်ပေးပါလျက်သူတို့မလိုက်နိုင်ဒီကတော့သူတို့ကိစ္စဖြစ်သည်ဒီကြားထဲကသူတို့မလိုက်နိုင်သည့်အတူတူ သူလည်းမထွက်ဖြစ်အောင်ဓာတ်ကိုဝတ်ထားသည်ဆိုရင်ဒီဓာတ်ကိုမတွေ့တွေ့အောင်ရှာမည်တွေ့ရင်ဒီဓာတ်နဲ့သူတို့ခေါင်းကိုဖြတ်ပြီးသူတို့ကိုကိုငမန်းစာကျွေးပြမည်ဟုတာကြောင့်တွေ့မိသည် တို့ကြောင့် ။ဒါကြောင့်သူတို့ညောင်ရီလှူရှာမှုကိုအကဲခတ်သည်။သူတို့နဲ့မျက်နှာချင်းမဆိုင်မိအောင်တနေကုန်တောင်ယာသို့ထွက်နေသည်။တညက်နေပိန်ဆိုင်ရာကအပြန်တွင်မူတန်ကြောင်ကကုဏန္ဒာကိုစကားစမ်းတစ်ခုမေးသည်။ရဲမြင့်ကမောမောနဲ့အိပ်ပျော်နေပြီ။အကိုဟင်ကုဏ္ဏနာကဝါမျက်စိရံတွင်အုံနေယူနေပန့်ပွေခြီထဲ့၍ဖွာနေသည်အခုတခါကပြောဦးတဲ့ပင်လယ်ကိုဖြတ်တယ်ဆိုတဲ့လူတွေဟာတကယ်ပဲလား ကုဏနာမိနေပြီသူပြောခဲ့သည့်စကားတွေကများလာပြီဒီတော့ကုဏနာအားလုံးမမတ်မိတော့ကိုလံဘတ်အမေရိကတိုက်ကိုတွေ့သည့်အကြောင်းလားရောဘင်ဆန်ခရူးဆို၏အကြောင်းလားဆွစ်လူမျိုးရောဘင်ဆန်အကြောင်းလားညီသည့်အကြောင်းကိုတန်ကြောင်မင်းနေသည်မသိဘယ်လူတွေကိုပြောတာလဲဟိုတစ်ဖောင်နဲ့ဖြတ်တယ်ဆိုရဲလူကြီးတွေရဲ့ကျူယိုးလေးနဲ့ဖြတ်တယ်လူတွေရဲ့လीကိုနန္ဒာမမ်းမိပြီကိုနန္ဒာက ကွန်တီကီစံလာကနဲ့ရာတင်နဲ့ရာနီတို့စံလာကအကြောင်းကိုပြောပြဘူးဒီဒီတော့ကကုနန္ဒာကအမတ်မထင်ပြောခဲ့ခြင်းဖြစ်တော့လေတန်ချောင်းကစိတ်ဝင်စားစွာဖြင့်နားထောင်ခဲ့သည်အဲ့ဒီအကြောင်းကိုထပ်ပြီးပြောစမ်းမအောင်အကိုရဘာလဲကွမင်းကသူ့ကိုအားကြပြီးပင်လေကြီးကိုဖြတ်မလို့လားဘ ഹു ဒုတပေါ့ကိုရကုနန္ဒာကကွန်တီကီစံလာကအကြောင်းကိုပြောပြသည်ကွန်တီကီစံလာကမှာ လွန်ခဲ့သည့်10နှစ်လောက်ကပစိဖိတ်သမုတ်တရားကိုဖောင်နှင့်ဖြတ်ကူးသည့်စွန့်စားကံဖြစ်သည်မနုဿဗေဒပညာရှင်တဦးသည်တောင်ပစိဖိတ်သမုတ်တရားကျွန်းများ၌ပိုလီနီးရှန်းလူမျိုးများအကြောင်းကိုလေ့လာသည် ပိုလီနီးရှန်းများသည်ကွန်တီကီနတ်ဖျားယုံများကိုကူကွယ်ကြသည်ပိုလီနီးရှန်းတို့တောင်ပစိဖိတ်ကျွန်းစုများကိုရောက်လာခဲ့ပြီးမှအနှစ်2000ခန့်ရှိပြီဒီလိုကွန်တီကီနတ်ဖျားယုံများကို တောင်အမေရိကတိုက်တွန်းနယ်များတွင်လည်း တွေ့ကြရပူသည်တောင်အမေရိကတိုင်းမှာကွန်တီကီနတ်ဖျားယုံများသည်တောင် ပစိဖိတ်ကျွန်းစုကပိုလီနီးရှန်းလူမျိုးတို့၏နတ်ဖျားယုံများထက် ရှိကြပြီကိုတွေ့ရသည်ကပါမာရှာကြည့်တော့ကွန်တီကီနတ်ဖျားယုံကို ကိုးကွယ်တဲ့လူမျိုးဆိုလို့တောင်အမေရိကတိုင်းကလူမျိုးတစုနဲ့တောင်ပစိဖိတ်ကျွန်းစုကပိုလီနီးရှန်းလူမျိုးတွေလောက်ပဲရှိတယ်သူတို့လူမျိုးနှမျိုးဟာအယူဝါဒ ဒလိထုံဆန်းယဉ်ကျေးမှုစသဖြင့်တော်တော်များများတူကြတယ်။ကွန်တီကီနတ်ဖျားကိုကူးခွေပုံကားစားနတ်ဖျားရုပ်တွေလည်းတော်တော်တူကြတယ်။ဒါကြောင့်တောင်ပစိဖိတ်ကပိုလီနီရှန်လူမျိုးတွေဟာတောင်အမေရိကတိုက်မှာရှိတဲ့လူမျိုးစုတွေရဲ့အဆက်အနွယ်ပဲဖြစ်ရမယ်လို့အဲဒီမနုဿဗေဒပညာရှင်ကကောက်ချက်ချတယ်။ကွန်နနာကဝါမျက်စုံစေးတံကိုကြောက်ပြပေါ်တွင်တရောက်တော့မြောင်းခောက်ရခါချလိုက်သည်။ ဒါပေမဲ့ခက်တာကတောင်အမေရိကတိုက်နဲ့တောင်ပစိဖိတ်ကျွန်းစုတွေကြားထဲမှာမိုင်6000လောက်ရှိတဲ့ပစိဖိတ်သမုဒ္ဒရာကြီးခြားနေတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း2000လောက်အချိန်က မိုင်6000လောက်ရှိတဲ့သမုဒ္ဒရာကြီးကိုဘယ်လိုဖြတ်တယ်လဲဆိုတာတွေးစရာပေါ်လာတယ်။အဲ့ဒီတုန်းကလေတွေမပေါ်သေးဘူးနော်။ဘယ်ပေါ်ဦးမလဲ။လူရင်ကြည်မှုခေဦးခုအကိုတို့ရောက်နေတဲ့ကြောက်ခစ်သားသားပဲရှိသေးတာ။ကိုနန္ဒာရေးပြောတယ် ဒါဖြင့်ဖောင်ဖြင့်ဖြင့်ဖောင်နဲ့ဖြတ်မှာပေါ့ဟုတ်တယ်ပိုလီနီးရှန်းတွေဟာတောင်အမေရိကတိုက်ကလူမျိုးစုတစ်ခုရဲ့အဆက်အနွယ်တွေဆိုတာတော့ထင်ရှားပြီဒါပေမဲ့ပိုလီနီးရှန်းလူမျိုးတွေရဲ့တက်တန်းဟာနှစ်2000လောက်ရှိတော့အဲ့ဒီတုန်းကလေမပေါ်သေးဘူးဖောင်နဲ့ဖြတ်ကူတာပဲဖြစ်ရမယ်လို့သူက တွက်တယ်ဒါပေမဲ့တန်ချောင်းကစီးရဆုံကိုညှိသည်သူ့မျက်လုံးများသည်မီးရောင်တွင်တစ်ဖြတ်ဖြတ်တောက်နေကြသည် ရဲမြင့်ကတော့ဟောက်နေပြီဒါပေမဲ့မိုင်6000ဆိုတာနေရခီမဟုတ်ဘူးမိုင်6000ဆိုရင်ကန်းကိုတွေ့မယ်လို့လည်းသိကြတာမဟုတ်ဘူးဒီတော့စွန့်ရမယ်အ ਨੇ ဆုံးသမုတ်တရားထဲမှာမနစ်အောင်လို့ရလာပေါင်းများစွာခီးသွားလာရတော့ဖောင်းဖွဲ့တဲ့တစ်တွေကရေမဆုတ်တဲ့တစ်မျိုးဖြစ်ရမယ်ပင်လယ်ထဲမှာကြာလာရင်တစ်တုံးတွေရေဝင်ပြီးနှစ်သွားနိုင်တယ်ဒါကြောင့် ပိုလီနီရှန်လူမျိုးတွေဒီသမုတ်တရားကြီးကိုဖြတ်ခဲ့ရင်သူတို့ဖောင်ဖွဲတဲ့တစ်တွေဟာလည်းရေမဆုပ်တဲ့ရေမဝင်တဲ့တစ်တွေဖြစ်ရမယ်လို့သူတွက်တယ်။ဒါနဲ့တောင်အမေရိကတစ်တော်တွေထဲမှာအဲ့ဒီတစ်မျိုးလိုက်ရှာတော့ဘာစာဆိုတဲ့တစ်မျိုးကိုတွားတွေ့တယ်။ဘာတစ်မျိုးရဲ့ဘာစာဆိုတဲ့တစ်မျိုးအဲ့ဒီတစ်မျိုးကို တောင်အမေရိကတိုက်တစ်တော်တွေက ခုတ်ပြီးအပြင်ထုတ် ပင်လယ်ရေတဲ့အချိန်တော်ကြာစိန်ကြည့်တော့ရေမဝင်ဘူးဆိုတာတွေ့ရတယ်။ဒါနဲ့အဲ့ဒီမနုဿာဗေဒပညာရှင်နဲ့သူ့ရဲဘော်တွေဟာဘယ်နှယောက်ဖြတ်တာလဲ။အားလုံး6ယောက်ထင်တယ်။မနုဿာဗေဒပညာရှင်တို့အင်ဂျင်နီယာတို့ဘာလို့ပေါ့လိ။လူလဲသိမ့်များလို့မကောင်းဘူးမဟုတ်လား။ပင်လယ်ခီးဆိုတာတီးရွာသွားတာမျိုးဖြစ်တော့စိတ်တူတဘောတူမှဖြစ်မှာ။တယောက်ကိုတယောက်ယုံကြည်စိတ်ချရမှလာဖြစ်တာ။ဒါနဲ့ နောက်ဆုံးစစ်ထုတ်လိုက်တော့အားလုံး6ယောက်ရှိတယ်6ယောက်ကစိတ်တူကိုတူဒီ6ယောက်ဟာဘာသာတစ်တွေကိုဖောင်းဖွဲ့ပြီး ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကြတယ်အဲဒီတုန်းက ပိုလီနီရှန်တွေစားတဲ့အစာမျိုးကိုစားပိုလီနီရှန်တွေအလူမျိုးတွေဝတ်တဲ့အဝတ်ကိုဝတ်လို့ဒါကဘာဖြစ်လို့ဒီလိုဝတ်စားသွားတာလဲဒီလိုလေသူတို့ကရှေးတုန်းကပိုလီနီရှန်တွေ ဖြတ်တဲ့အတိုင်းစမ်းဖြတ်ကြည့်ပြီး တကယ်ရောက်နိုင်မရောက်နိုင်အတီးပြည့်စင်တာကို ခုခေတ်လိုရာသီအတူဥရုဒံခံနိုင်တဲ့အဝတ်မျိုးတွေခေတ်ပေါ်စေဝါအစားအသောက်တွေယူသွားရင်ဘယ်ရုပ်တိရှိမလဲအဲ့ဒီကေတုံကလိုဝတ်အဲ့ဒီကေတုံကအစားအစာကိုစားအဲ့ဒီကေတုံကဖောင်မျိုးနဲ့သွားလို့ရောက်မှ သူတို့တင်တဲ့အတိုင်းဘိုလီနီရှန်လူမျိုးတွေဟာတောင်အမေရိကတိုက်ကကွန်တီကီနတ်ဖျားကိုကိုးကွယ်တဲ့လူမျိုးတွေရဲ့ အဆက်ပဲဆိုတာအတည်ပြုလို့ရမှာကိုတော်တော်စိတ်ကူးကောင်းတဲ့လူတွေပဲတန်ချောင်းကပြောသည်ကုဏနာက ပင်လေတဲတွင် တွေ့ကြုံရသည့်အန္တရာယ်များအခက်အခဲများကို ပြောပြသည်ဒါနဲ့ရောက်သွားရောလားဒါပေါ့6လလောက်ကြာတော့သူတို့6ဦးတောင်ပစိဖိတ်တမုတ်တရားကျွန်းစုကိုရောက်သွားကြတယ်ပိုလီနီးရှန်းတွေဟာ အမေရိကတိုက်ကကွန်တီကီနှက်ဖျားကိုကူးကွယ်တဲ့လူမျိုးရဲ့ အဆက်အနွယ်တွေလို့အတည်ပြုလိုက်ကြတယ်။အစားအသောက်ကအစားအသောက်ကလည်းရှင်းလုံးကလူမျိုးတွေလိုပဲစားတာပေါ့။စေးဝါးတော့မပါဘူး။ခေဦးလူတွေနေတယ်လို့နေသွားကြတယ်ဆိုပါစို့။အဲသူတို့မှာအရေးကိစ္စကြုံရင်ကဘာလောကကြီးနဲ့အဆက်အသွယ်လို့ခုဝါယာလက်ဆက်တလုံးတော့ပါသွားတယ်ခင်မီပစ္စည်းဆိုလို့ဒီတစ်ခုပဲပါတယ်အဲ့ဒီတုန်းကတကဘာလုံးကဒီသတင်းကိုပဲစောင့်နာထောင်ကြတာပဲ ဘယ်နှမှာဖြင့်လေမုန်တိုင်းတွေ့တယ်ဘယ်နှမှာဖြင့်ငါးကြီးတွေ့တယ်ဘယ်နှမှာဘသူသွားတယ်စတဲ့ဖြင့်ပေါ့နိကုဏ္ဏရာကစေးတစုံကို နောက်ထပ်ထည့်ပြန်သည် ကျူရိုးလေးနဲ့သွားတဲ့ခီးကရောအဲ့ဒါတော့သိမကြသေးဘူးမနေ့တနေ့ကပဲဆိုကြပါစို့ခုနကကွန်တီကီစွန်သားကလည်းပဲသူတို့ကလည်းသိပ္ပံပညာရှင်တွေပဲသူတို့ကတော့အာဖရိကတိုက်ကနေပြီးတောင်အမေရိကတိုက်ကို သွားတာ သူတို့ယူဆကတောင်အမေရိကတိုက်ကြီးဟာဟိုးတုန်းကအာဖရိကတိုက်ကပဲ့ထွက်သွားတဲ့ဂျွန်ကြီးတစ်ခုတဲ့ဒါနဲ့လွန်ခဲ့တဲ့နှစ်ပေါင်း300လောက်ကအီဂျစ်လူမျိုးတွေဟာအာဖရိကတိုက်ကနေပြီးတောင်အမေရိကတိုက်ကိုကျူယူးလင်းနဲ့သွားခဲ့မှုတယ်လို့သူတို့ကယူဆကြတယ်တကယ်သွားလို့ဖြစ်မဖြစ်စမ်းကြည့်မယ်ဆိုပြီး ကျူယူးနဲ့ရက်ထားတဲ့လိန်နဲ့တောင်အမေရိကတိုက်ကိုသွားကြတယ်အတ္တလန်တစ်မြို့တရားကိုဖြတ်မယ်ပေါ့ သူကလည်းခီးသိမ့်မနီးဘူးမိုင်6000လောက်ဝင်းမယ်တင်တယ်။အဲ့ဒီလေးကို rat 1လို့နာမည်ပေးတယ်။ဒါပေမဲ့ rat 1ဟာ ခီးထွက်နီးပါးရောက်တော့ပြတ်သွားတယ်။ဒါနဲ့သူတို့ကိုလင်းရင်ပြန်နဲ့သွားကြရတယ်။နောက်တစ်ခါမကြည်နဲ့လို့ rat 1ဆိုတဲ့ကျူယိုးလင်းနဲ့ထွက်တယ်။ဒီတစ်ခေါက်တော့အောင်သွားတယ်။ဒါလေမင်းကဒီစွန့်စားကန်းတွေကို အားကြလို့လား။အားကြတယ်လို့တော့မဟုတ်ပါဘူး။ ါပေမဲ့အပြင်းပြင်းစဉ်းစားကြည့်တာပေါ့ကျွန်တော်တို့အလံလွင့်တင်ထားတာကလည်းကြာပြီမီးလည်းဖူထားတာပဲဒါပေမဲ့ဘယ်သင်းဘောမာတီနာကပြတ်ဖို့မရဘူးညင်တော့လာကင်မှာပေါ့ကွာသူတို့နှစ်ယောက်ဒီအတန်ကြာတိတ်ဆိတ်နေကြသည်သူတို့ဖြတ်ကူရတယ်ဆိုတာလွယ်ပါတယ်ကွာကဘာကိုအတိပေးပြီးဖြတ်တာနိုင်ငံတကာမှာရှိတဲ့အစိုးရတွေကလေရင်မြန်တွေသင်းမောတွေနဲ့အရေးရှိရင်ကယ်ဖို့အသင်ဆောင်နေကြတာ ခင်မီစေဝါအစားအသောက်တွေမပါပေမဲ့သူတို့ဖောင်းပေါ်လေပေါ်မှာဝါယာဆက်ဝါယာလက်ဆက်တို့တန်လိုက်အိမ်မြောင်တို့လောက်တော့ပါသေးတာပဲအရေးရှိရင်ဝါယာလက်ဆက်နဲ့အကူကြီးတောင်းလိုက်ရုံပါပဲနီးယာနိုင်ငံကတင်မောတွေလင်းရင်မြန်တွေရောက်လာကြမှာပဲဒုဖြတ်ရမှာက လူမသိသူမသိဖြတ်ရမှာပင်လေကြီးတွေပျောက်သွားလဲဘယ်သူမှလာခဲ့မှာမဟုတ်ဘူးပြီးတော့လေတို့ဖောင်းတို့လှုပ်ဖို့ရာ ဘာလန့်နဲ့ကရိယာမှရှိတာမဟုတ်ဘူးရှိတဲ့ဓာတ်ကလေးတစ်ချောင်းတော့သူတို့နှစ်ဦးဒီပျောက်ပါးဒီဂျပန်ဓာတ်ကလေးစီတို့ဆက်ရောက်သွားကြပြန်နီလီဖောင်စာရီလုံရန်စူးစောက်လွှစာရီဒဇာဗလာအစုံလင်းရှိပါကညီညကောင်းညီနီတို့ရရင်လက်နဲ့ကရိယာမပြောနဲ့ယခုရှိသည့်ဓာတ်ကလေးတစ်ချောင်းပင်လျင်ပျောက်ပါပြီကုဏ္ဏနာသည်တွေ့ကိုအမတ်ရလာသည် ဒီအချိန်တွင်တွယ်ရီညီတို့ရှိမည်နီဤကဘာလောကကြီးမှာသူပျောက်ကွယ်သွားပြီဟုယူဆလိုက်ပြီလောခဏကြာတော့တန်ကြောင်းစီမှာဟောက်တန်ပေါ်လာသည်တန်ကြောင်းနီအိမ်မက်ထဲတွင်ဒီပင်လေကြီးကိုဖြတ်ကူးကောင်းဖြတ်ကူးနေမည်လောမပြောတတ်သူညာကကုဏ္ဏတာတညာလုံးအိမ်မပြောဟုတ်ကဲ့ပါခင်ဗျာ ဒါတော့ကိုကြော်ရဲမိပင်လေးကိုဖြတ်ချင်းစာအုပ်ဖတ်ချင်းအပိုင်းစခွန်ဒီမှာ၄မယ်ရန်နာကွင်းပြပါခင်ဗျာနောက်ပိုင်းဒီမှာပြန်ဆောင်ကြအောင်မယ်လीကျွန်တော်ကတော့စာဖတ်သူကိုဧည့်သည်ပါ